င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးတော့မှာပါပြည်သူ့လွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဒေါ်စနာမင်းဟာလာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲမှာလာသာမျိုးနယ်ကနေတတိပုဂ္ဂလအမတ်လောင်းအနေနဲ့ဝင်ပြခွင့်ရသပြီလို့သိရပါဗျ။ NLD ပါတီဝင်လည်းဖြစ်ခဲ့ဘူးသလိုမကြခင်ကဖြစ်သိမ်းခံလိုက်ရတဲ့ NDF ပါတီရဲ့ဒုအကူထလည်းဖြစ်တဲ့ဒေါ်စနာမင်းဟာလာသာမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်ဖို့အမည်စေးတည်သွင်းခဲ့တာကို UEC ကခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်2025ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ပါတီတွေနဲ့တတိပုဂ္ဂလအမတ်လောင်း9000ကျော်အမည်စေးတည်သွင်းထားတာဖြစ်ပြီးရွေးခေရတဲ့အမတ်လောင်းတွေရဲ့အမည်စင်းကိုအောက်တိုဘာ19ရက်မှာ UEC ကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ လသမျိုးနယ်ကဝင်ပြရရတာနဲ့ပတ်သက်လို့လွတ်တော်ကိုစလေလောင်းအမည်စည်းရမှပါလာတဲ့အပေါ်ဒေါ်စနာမင်းထံ DBB ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ UEC ကအင်တာဗျူးဖြေခွင့်မပေးသေးဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်ဒေါ်စနာမင်းဟာမူလက NDF ပါတီကိုစားပြုပြီးရွေးကောက်ပွဲဝင်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့ပါတီဝင်အင်အားမပြည့်မီဘူးဆိုတဲ့အကြောင်းပြချက်နဲ့ UEC က NDF ပါတီကိုဖျက်သိမ်းပစ်ခဲ့တာပါရှင်။ ဒီပေးမျိုးနဲ့အတွင်းမှာအနာသိစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုများပြားလာတာကြောင့်ဘာသာရေးပွဲတွေနဲ့အလူပွဲတွေမင်္ဂလာဆောင်ပွဲတွေကိုဆိုင်ဝိုင်းအငိတ်ဇက်ပွဲတွေနဲ့မပြုလုပ်ဖို့ဒီပေးမျိုးနဲ့အတွင်းကအုပ်ချုပ်ရေးအဖွဲ့တွေကတိုက်တွန်းကြောင်းအော်တိုဘာလ20ရက်နေ့မှာထုတ်ပြန်ပါတယ်။အနာသိစစ်တပ်ဟာတက်ခိုက်ရေးလေရင်တွေအပြင်အနီးကပ်တက်ခိုက်နိုင်တဲ့ပါရာမော်တာစစ်တပ်လေထီး ဂျာရိုကော့ပတာတို့နဲ့အချိန်မရွေးနေရမရွေးတက်ခတ်မှုတွေလုပ်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီထုတ်ပြန်ချက်ကိုမလိုက်နိုင်ရင်ထိရောက်စွာအေးအေးယူမှာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းလေကြောင်းရံသတိထားကြဖို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းရွေးကောက်ပွဲနီလာတာနဲ့အမျှအနာသိစစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုတွေပုံမှန်မြင့်တက်လာနေပါတယ်။ မြို့သားညညွတ်ရေးဆိုရ NUG လူခွေရေးဆာယာဝန်ကြီးဌာနကထုတ်ပြန်ချက်အရပြခရက်စတေမာလာတလရဲမှာတဲ့စစ်တပ်ဟာလေကြောင်းတက်ခိုက်မှုပေါင်း189ကြိမ်ကျူးလွန်ခဲ့ပြီးအဲ့ဒီတက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးခဲ့ပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာကျင်းပမဲ့မိဘုံပြန်ပွဲအတွက်ဟိုတယ်ဘူကင်တွေပြည်နေလို့ခီးသွွားဝင်ရမှုများပြားလာမယ်လို့မြို့ကန်တွေကပြောကြားပါရယ်တိတိတရေပေးပို့ထားပါရယ်ရှင်။ င်တဆောင်မုံလာတိုင်းကျင်းပနေတဲ့တောင်ကြီးတဆောင်တိုင်းမီးဘုံပြန်ပွဲကိုအော်တိုဘားလ29ရက်နေ့ကစပြီးနိုဝင်ဘာလ4ရက်နေ့အထိတောင်ကြီးမြို့အဝေယာမီးဘုံပြန်ကွင်းမှာကျင်းပမှာဖြစ်တယ်လို့သိရပါဗျ။တောင်ကြီးမီးဘုံပြန်ပွဲကိုရှမ်းတောင်ပိုင်းရိုးရာမီးဘုံပြန်ပညာရှင်များအသင်းကဦးဆောင်ကနှစ်စဉ်စီကတိုက်မြိတ်စွာကျင်းပခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ပြိုင်ပွဲဝင်နေလွတ်အယုံမီးဘုံပြန်အဖွဲ့တွေကိုလည်းရွေးချယ်ပြီးကြိုတင်ဖွင့်ထားတဲ့ဈေးဆိုင်တွေမှာလည်းလေပတ်သူတွေရှိနေပြီလို့မြို့ကန်ကြီးကပြောပါတယ်။ တောင်ကြီးမိဘုံပြောင်းပွဲကျင်းပတဲ့အခြေအနေနဲ့ပတ်သက်လို့တောင်ကြီးမိဘုံပြောင်းပွဲကျင်းပရေးတာဝန်ရှိသူတယောက်ပြောပြတာကိုလုံခြုံရေးအသံစာထိုးဖတ်ထားပေးပါတယ်။ကျွန်တော်တို့ကအစကတည်းကပလန်နဲ့လွတ်တာတွေဆိုတော့အခုတော့အစည်းအဝေးတွေထိုင်ပြီးအလုံးပြင်ဆင်ပြီးပါပြီ။ဒီနေ့ကတော့85ကြိမ်မြောက်ကျင်းပမှာပေါ့နော်။မဲရီလည်းနိုင်ပြီးပါပြီ။အဖွဲ့တွေလည်းခွဲပြီးသွားပြီ။တေချာပြင်ဆင်ပြီးလုပ်နေပါတယ်။ပါဝင်မဲ့အဖွဲ့တီးတီးကလည်းအလုံးဆင်သင်ဖြစ်နေကြပါပြီ။ဆရာနာသိမ့်ပြီးနောက်ပိုင်းမှာတော့တိုက်ပွဲတွေနဲ့လန်ခီအခက်ခဲတွေကြောင့်ခရီးသွားလာရောက်မှုနှေးပါခဲ့ရမှာ။ ပြီးခဲ့တဲ့2024ခုနှစ်မှာတော့ခရီးသွားလာမှုပြန်လည်များပြားခဲ့ပြီးဒီနှစ်မှာတော့မနစ်ခါတက်ခရီးသွားပိုများလာမယ်လို့မြို့ကန်ဒီကပြောကြပါဗျ။ခရီးသွားရာသီဖြစ်တဲ့အော်တိုဘာလာဆန်းကားစာက တောင်ကြီးမြို့ကိုခရီးသွားဝင်ရောက်မှုများပြားနေပြီးမိဘုံပြပွဲကျင်းပမယ်နေ့အထိ ဟိုတယ်ဘွတ်ကင်တွေပြည့်နေပြီလို့မြို့ကန်တယောက်ကပြောပါတယ်ဒါကကိုရနေကတော့ဖွင့်မယ်ပေါ့နော်။ဒါပြောလို့သူတို့ပြောတော့နေရက်တူလွတ်မယ်လို့တော့ပြောထားတယ်။ဒီလိုတော့၂၉ရက်နေ့ဆန်း။ဟိုတယ်ဒီဆိုရင်လည်းလူကူကင်ကြည့်ရပူကြီးအိမ်လေးဆက်ဆိုင်တော့ပူကြီးနည်းနေလို့ထင်တယ်ပေါ့နော်။တချို့ဆိုလို့အိမ်ငါးလေးတော့ထင်းရဲဟာလူတွေနေနေရပေါ့နော်။ကြားနေရအိမ်ကြီးရှိတယ်။ဒီနောက်ကအိမ်ငါးဆိုဆိုင်ခံဖွင့်ဆိုဆိုင်ခံအဲ့လိုစတူဒီယို ါ့နော်အခုကတော့ဒီမိကလာကတော့ဒီလိုခိုင်ခဲနေတယ်ပုံရှိတာလေပုံပြီးတော့ရှိအောင်လုပ်ထားတယ်လို့မျိုးနေပေါ့ဒါပေမဲ့တောင်ကြီးမြို့ထဲမှာကားဆိုင်ကဲစစ်ဆေးမှုတွေရှိနေပြီးမိဘုံမြန်ကွင်းမှာလည်းအစစ်ဆေးတင်းကျပ်တဲ့အတွက်လေပတ်ရမှန်ကိုတော့စိုးရိမ်နေတယ်လို့တောင်ကြီးမြို့ကန်ကြီးကပြောပါတယ်ကျမတီရီပါ စကိုင်းတိုင်းစလေးကြီးမြို့နယ်ထံပူရကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စစ်တပ်လေထင်းနဲ့ဗိုလ်ကျဲလို့အော်တိုဘားလ20ရက်နေ့ပိုင်းကဒေသခံတယောက်သေဆုံးပြီးနှစ်ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီညနေခင်းကစစ်တပ်ကပါရာမော်တာတပ်စစ်တပ်လေထင်းနဲ့စီးနဲ့တက်ခတ်မှု3ကြိမ်ပြုလုပ်သွားပြီးတက်ခတ်မှုအတွင်ထံပူရက3ဦးဒဏ်ရာရရှိခဲ့ကအဲ့ဒီထဲကဒဏ်ရာပြင်းထန်တဲ့အမျိုးသားတအူးသေဆုံးသွားတယ်လို့ဒေသခံရွာသားတအူးကပြောပါတယ်။ ခံပူရွာဟာအင်ချင်း200ကျော်ရှိတဲ့ကျေးရွာတရားဖြစ်ပြီးဆလီကြီးမြို့ရဲ့မြောက်ဘက်မှာတည်ရှိတဲ့ကျေးရွာလည်းဖြစ်ကအဲ့ဒီနေရာကစစ်ရေးတင်းမာနေတဲ့နေရာနဲ့အတူဝေးပြီးကာကွယ်ရေးတပ်ဖွဲ့တွေလှုပ်ရှားတဲ့နေမြေလည်းမဟုတ်သလိုစစ်တပ်စုံမိုးတဲ့နေမြေနဲ့နီးနားကရွာဖြစ်တယ်လို့လည်းဒေသခံပြည်သူကာကွယ်ရေးဘော်တယောက်ကပြောပါတယ်ရှင်။ ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကာပစ်ပြည်နယ်ရိုဆက်ဒေသကဒေသခံတွေကိုအော်တိုဘားလ19ရက်မနေ့အစောပိုင်းကရောဘာလှေတွေနဲ့ဘေးလို့ရာစီရှစ်ပြောင်းပစ်ခဲ့ရပါတယ်အပူပိုင်းမုန်တိုင်းဖုန်ရှန်ကြောင့်လူ၈ဦးသေဆုံးပြီးထောက်ပေါင်းချီတဲ့လူတွေဘေးလွတ်ရာရွှေ့ခဲ့ရတာပါဖိလစ်ပိုင်အလဲပိုင်းမှာလမ်းတွေရေမြုပ်နေတာကိုဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ကပေးအပ်တဲ့ဗီဒီယိုထဲမှာတွေ့ရပါတယ် ဒေတာအလိုက်ရာမီလိုနာမည်ပေးထားတဲ့ function ဟာအော်တိုဘလာ16ရက်အစောပိုင်းမှာစော်စုံကွန်ပြည်နယ်ကနေကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီးအမြင့်ဆုံးလေတိုက်နှုန်းကတနအီကို65ကီလိုမီတာကနေကီလိုမီတာ60အထိတက်ခတ်ခဲ့တယ်လို့ဖိလစ်ပိုင်မိုးလေဝသဗျူရိုက ပြောပါတယ်မုန်တိုင်းဟာအဓိကလူဆုံးကျွန်းမကြီးကိုဖျက်ဆီးပြီးအနောက်အနောက်မြောက်ဘက်စီ၍ရှာနေပြီးသတင်းဘက်ကောင်ရက်မှာနေရာအနှံ့အမိုးရနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Function မုံတိုင်းဟာ စာမပြင်းနဲ့မှနည်းနည်းအပြော့သွားပေမဲ့တနင်္ဂနွေနေ့မှကုန်းပြေကနေထွက်ခွာပြီးတာနဲ့အပြန့်ကောင်းလာနိုင်တာပါ မုန်တိုင်းဟာအော်တိုဘာလ20ရက်အစောပိုင်းမှာဖိလစ်ပိုင်ပိုင်နက်ကနေထွက်ခွာမယ်လို့ခန့်မှန်းထားပါတယ်ရှင် DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချူဆက်မကျေးဇူးတင်ပါတယ်ရှင်